မိသားစုစုံစုံလင်လင်ရှိလာခဲ့ပြီးမို့ကုသိုလ်အရေးတွေကိုပုံမလုံးကင်လာခဲ့တဲ့တရုတ်ဆောင်နန္နာလိုင်တို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရှင်နိုင်ငံကျော်တရုတ်ဆောင်မင်းသမီးကြီးနန္နာလိုင်ကတော့အိမ်အောင်ချပေးနောက်ပိုင်းမှာခင်မုန်းဖြစ်သူနဲ့သမီး၃ယောက်အထက်သားအချိန်ပေးပြီးတော့အနုပညာအလုပ်တွေအားလုံးကိုဆွလွတ်ခဲ့တာလည်းဖြစ်ပါတယ် အနုပညာအလုပ်တွေကိုမလုပ်တော့ဘူးဆိုပေမဲ့လည်းတရုတ်ဆောင်နန္နာလိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြည်သက်တွေကအမြဲလိုလိုစောင့်ကြည့်နေတတ်ပြီးအရာရာပြည့်စုံချမ်းသာကြွယ်ဝတဲ့မိသားစုတွေပဲမယ်။အပေါ်ရင်ပကသနာမရှိပဲအေးချမ်းချမ်းနေထိုင်တတ်တဲ့နန္နာလိုင်းတို့မိသားစုလေးရဲ့ပုံရိပ်တွေကိုလည်းပြည်သက်တွေကသဘောကျနှစ်သက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာတော့တရုတ်ဆောင်နန္နာလိုင်းရဲ့ခင်မောဖြစ်သူဦးစေတီဟာကဖမ်းဆီးချုံနောက်ထားခံရရကနေပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီးဦးစေတီဟာလွတ်မြောက်လာပြီးနောက်မှာတော့ဦးစေတီဟာကမိသားစုတွေကိုအရင်ကထက်အချိန်ပိုပေးပြီးတော့ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုအတူတကွဖြတ်သန်းကြသလိုကုသိုလ်ရေးတွေကိုလည်းအရင်ကထက်ပုံမလောက်ကင်လာခဲ့ကြတာဖြစ်ပါတယ်။ အခုတစ်ခါမှဆိုရင်လေတယောက်ဆောင်နန္ဒလိုင်းတို့မိသားစုလေးကပြစ်စမမြောက်စံတော်ကျိုးစိုက်တကိုထွတ်စီတီတော်ထီတင်ဘွဲကိုမိသားစုလိုက်တော်ရောက်ခဲ့တဲ့ပုံလေးတွေကိုခြားပြလာခဲ့တာဖြစ်ပါတယ်တယောက်ဆောင်နန္ဒလိုင်းတို့ဇနီးမောင်နှံနှစ်ယောက်ဟာဘာသာရေးကိုလည်းအလွန်ကန်းဆိုင်သူတွေဖြစ်ပြီးသမီးသုံးယောက်ဖြစ်တဲ့ဇေယတီလိုင်းဇေဝတီလိုင်းနဲ့ဇေမတီလိုင်းတို့ကိုလည်းပါသာရင်နဲ့မဝေးတဲ့လိမ္မာရင်ကြီးတဲ့တမိလိမ္မာလေးတွေဖြစ်အောင်လမ်းညွန်ပြတာဆုံးမလျက်ရှိတာလည်းဖြစ်ပါတယ် ရုတ်ဆောင်နန္ဒလိုင်းကတော့ခင်မွန်ဖြစ်သူအကျဉ်းချနေစဉ်ကာလာတော့ကသမီးသုံးယောက်နဲ့အတူတူတမ်မာစွာနဲ့ဖြတ်တန်းခဲ့ရပြီးအဆိုပါကာလာတွေမှာတော့သူမရဲ့နေစဉ်လူမှုဘဝအလှရှားမှုပုံရိပ်များမိသားစုပုံများကိုဆိုရှယ်မီဒီယာပေါ်မှာဖော်ပြခြင်းမရှိတာလည်းဖြစ်ပါတယ်အမေမေဦးစီတီဟာပြန်လည်လွတ်မြောက်လာပြီးနောက်မှာတော့သူတို့မိသားစုနဲ့ပတ်သက်တဲ့နေစဉ်ဘဝလှုပ်ရှားမှုတွေကိုပရိသတ်ကြီးကိုလည်းပြန်လည်မြင်တွေ့ခွင့်ရအောင်ဖော်ပြပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ပြည်သက်ကျင်းအနေနဲ့လည်းနနလိုင်းတို့မိသားစုလေးကိုကြည့်ပြီးအေးချမ်းတာယာမှုတွေကုဆတ်သွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။